အော်တိုဘာလ20ရက်ညပိုင်းလူဦးသစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးနေတာပါကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းမေတ္တာရပ်ခံပါရစေခင်ဗျာဒီနေ့တင်ပြပေးမယ့်သတင်းတွေကတော့ဒီကြောက်ဖြူမှာ AA ကလက်နက်ကြီး drone drone နဲ့တိုက်ခိုက်လို့30နှစ်ရက်တရက်နဲ့လက်နက်အထိုင်စခန်းတစ်ခုမှာထိခိုက်တိုက်ဆုံးတာတွေရှိတယ်လို့ဆိုပါတယ်နောက်လက်လုတ်ခဲ့ရတဲ့ဗမောက်မြို့ကိုပြန်ရဖို့ SNA နဲ့စစ်တပ်ကပြင်ထန်ထိုးစစ်ဆင်နေတယ်လို့သိရပါဗျ။ နောက်ခမောက်ကြီးလုံဖောရွာမှာရှိတဲ့အုတ်ချုပ်ရေးမှူးနဲ့ပြူစောတိနှစ်ဦးကိုအရှင်ဖမ်းမိပေမဲ့လည်းဒီခုခံထွက်ပြေးတာကြောင့်ပြစ်ခတ်ရတယ်လို့သိရပါဗျ။တစဲအရှိချမ်းမှာတိုက်ပွဲတွေဖြစ်နေပါတယ်ခင်ဗျာ။နောက်ရှမ်းတောင်ပင်လောင်းနဲ့ဖဲကုံမှာစစ်ကြောင်းထိုးနေလို့ပြည်သူ၄၀၀၀လောက်နောက်ထပ်ထပ်ပြီးတော့စစ်ဘေးရှောင်နေရပါတယ်။ကလေးကန်ဂိုလန်တစ်လျှောက်ရှိတဲ့ဒီမန်တော့ရွာကိုစစ်ကော်မရှင်ကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့သိရပါတယ်။ နောက်မြောင်မြို့နယ်မှာကြောက်ရစ်ရဲစခန်းကိုအင်အားဖြည့်ဖို့လာတဲ့စစ်ကြောင်းကိုကြားဖြတ်တက်ခိုက်တယ်လို့လည်းဆိုပါတယ်ခင်ဗျာနောက်ပြီးတော့ဖကမှာနေရာနှစ်ခုမှာဒီပြစ်ခတ်တန်တွေကြားနေရတယ်လို့လည်းသိရပါတယ်ခင်ဗျာဒီသတင်းတွေကိုစူးစီးတင်ဆက်ပေးมาဖြစ်ပါတယ်ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ဒီကြောက်ဖြူကသတင်းကိုတင်ဆက်ချင်ပါတယ်ခင်ဗျာဒီရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာရက်ကတက်တော်အေကအခုရပိုင်အတွက်မှာလက်နက်ကြီးနဲ့ ဒီ drone တိုက်ခိုက်လို့32ရဲတပ်ရင်းနဲ့လက်နက်အထိုင်စခန်းတွေကိုကြားရောက်တာကြောင့်ထိခိုက်ဒေဆုံးမှုတွေရှိနေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်တွေကပြောကြပါတယ်ခင်ဗျာကျောက်ဖြူမြို့နယ်မှာ AA က drone နဲ့ပစ်ခတ်တာကြောင့်ဒီမြို့နာကအကြမ်းဖက်စစ်တပ်ရဲ့အမှတ်32ရဲတပ်ရင်းတွေကစစ်တင်အင်အား40လောက်ထိခိုက်ဒဏ်ရာဒေဆုံးသွားတယ်လို့မြို့ကန်တယောက်ကဒီနေရင်္ဒရာသတင်းဌာနကိုအတည်ပြုပြောဆိုထားပါတယ်ဒီ32ရက်တရင်ကိုဒုံးကြတာမနေဘူးသေးတာ ။ဒဏ်ရာရတဲ့သူတွေကိုအင်စည်းက3စည်းလောက်နဲ့ခလရ34ကိုပို့တာတွေ့တယ်။လူတွေပြုတ်သိမ့်နေတယ်။တည်တဲ့သူတွေကိုတော့နေပြီနဲ့ငလဘွေးကနေပို့နေတယ်ဘဲကိုပို့လည်းမသိဘူးတစ်ပုတ်တောင်ဘက်ကိုဖြစ်ပို့များတယ်လို့ပြောပြပါရခင်ဗျာဒါအပြင်အေအေပစ်ကတ်လိုက်တဲ့လက်နေကြီးကြီးဟာလည်းကြောက်ဖြူမြို့နယ် ဇိုင်ချောင်းနဲ့တစ်ပုတ်တောင်လမ်းစုံမှာအထိုင်ချထားတဲ့အကျန့်ဖက်စစ်တပ်ရဲ့လက်နက်ကြီးအထိုင်စခန်းကိုကြားရောက်ခဲ့ပြီးတော့60ကျော်လောက်တေဆုံးဒဏ်ရတာတွေလည်းရှိခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တူကနေရင်းစရာသတင်းဌာနကိုပြောဆိုထားတာပါခင်ဗျာတုံးကွဆုံးမှာအခုသူတို့လက်နက်ထိုင်စခန်းတောင်လုထားပြီးအဲ့ဒီနေရာကိုကြားတာလက်နက်ကြီးကြီး60-90လောက်ရှိမဲ့တည်တဲ့သူကတည်ဒဏ်ရတဲ့သူကလည်းပါတယ်လို့ပြောပြပါရခင်ဗျာ ရခိုင်ပြည်နယ်နဲ့ဆက်ဆက်နေတဲ့မကွေးရခိုင်ဆက်၊ပဲခူးရခိုင်ဆက်၊အေရဝတီရခိုင်ဆက်တွေမှာလည်းဒီအေအေနဲ့စစ်ကောင်စီတပ်တွေအကြမ်းမှာတိုက်ပွဲတွေကတော့နေ့စဉ်လိုလိုဖြစ်ပွားနေတယ်လို့လည်းသိရပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့ဒီလက်လုခရရတဲ့ဗမောက်မြို့ကိုပြန်ရဖို့အတွက်ဒီ SNA နဲ့စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်နေတဲ့သတင်းကိုတင်ပြကြပါမယ်။ ပြီးခဲ့တဲ့ရပိုင်ကဗမောက်မြို့အနောက်ဘက်က၃မိုင်အကွာမှာရှိတဲ့ကျောင်းလဲရွာနားမှာ SNA ပူပေါင်းစစ်ကြောင်းနဲ့ဒွန်လိုင်းအင်အားစုတွေတိုက်ပွဲဖြစ်ပွားခဲ့တာကနေပြီးတော့ဒီလက်ရှိမှာတော့မြို့နဲ့တမိုင်အကွာမှာရှိတဲ့နာယကရွာနားမှာတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတယ်ဒီဗမောက်ကိုပြန်ရဖို့အတွက်စစ်တပ်ကလေကြောင်းရောမြေပြင်စစ်ကြောင်းတွေနဲ့မှာပြည်ထောင်ထိုးသစ်ဆင်နေတာလို့မြေပြင်စစ်ရေးတရင်ရင်းမြစ်တူကပြောပြပါဗါးဒီသူတို့ကထိုးသစ်ဆင်လာတာသူတို့အသာစီးရထားတဲ့အနောက်ချမ်းကနေ ထိုးသစ်စင်နေတာမြို့သိမ်းတိုက်ပွဲပြည်ကြက်ကတိုက်ပွဲမရှိတဲ့နေ့ဆိုတာမရှိဘူးလေချောင်းကလည်းဇက်တိုက်ကိုလာပစ်နေတာရှိတယ်လို့ပြောပြပါတယ်မြို့သိမ်းတိုက်ပွဲမှာ SNA တပ်ထိုင်ချထားတဲ့ဗမောမြို့နယ်အနောက်ချမ်းကကြောင်းလဲရွာအထိတုံလိုင်းအင်အားစုတွေကလိုက်လံချိန်မုန်းခဲ့တာကြောင့်နှစ်ဖက်တိုက်ပွဲတွေဆက်ရှိနေတာလို့ဆိုပါတယ်ခင်ဗျာ SNA နဲ့ဒီစစ်တပ်ကဗမောက်မြုပ်ကိုပြန်ရဖို့အင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးလာတဲ့အချိန်မှာအလဲရွာကန်ရွာပင်ဟင်းကရွှေကြောင်းဆက်တော့နဲ့ခမိုးရွာတွေကနေတော်လိုင်းအင်အားသူတွေက နောက်ပြန်ဆုတ်ပေးလိုက်ရတယ်လို့စည်ရေးသတင်းရင်းမြစ်တွေကပြောပြပါဗါနောက်ဗမောက်ကိုတော်လိုင်းအင်အားစုတွေကစက်တင်ဘာလ15ရက်ကနေ20ထိ6ရက်ကြာတိုက်ခိုက်ပြီးတဲ့နောက်မှာကသုံးလုံးဒေသတွင်းကတက်ပြက်မြောက်မြို့နယ်အဆင့်ရှိတဲ့မြို့ကိုသိမ်းပိုက်ရရှိခဲ့တာပဲဖြစ်ပါတယ် တိုက်ပွဲတွေကြောင့်မို့ဗမောက်ဒေသခံ၃တောင်ကျော်လက်နေရက်စွန့်ခွာထွက်ပြေးနေကြပြီးတော့နေထိုင်ရေးအတွက်အမိုးကာနဲ့စားနပ်ရိက္ခာတွေလည်းလိုအပ်နေတယ်လို့ဆိုပါတယ်ခင်ဗျာ။နောက်တနင်္သာရီတိုင်းကဒီဘူစော့တီတွေဖမ်းပြီးတော့ဒီထွက်ပြေးတာကြောင့်ပြစ်ခတ်တယ်ဆိုတဲ့သတင်းကိုတင်ပြခြင်းပါတယ်။ အောက်တိုဘာလ14ရက်နေ့မနေ့7နာရီလောက်မှာဒီတနင်္သာရီတိုင်းခမောက်ကြီးမြို့နယ်လုံဖော်ကျေးရွာအတွင်းကိုတော်လိုင်းတပ်ဖွဲ့တွေကရှောင်းတခင်ဝင်ရောက်ပြီးတော့ကျေးရွာအုပ်ချုပ်ရေးမှုဝင်းမြင့်နဲ့ကျေးရွာပြည်စော်တီကောင်းဆောင်အေးဆိုးတို့ကိုလုံခြုံတဲ့နေရာမှာစစ်စင်းမင်းမြန်ညှိနှိုင်းပြီးပြန်လွတ်ပေးဖို့အတွက်ဒီအုပ်ချုပ်ရေးမှုဝင်းမြင့်ရဲ့ကားကိုပါယူဆောင်လာပြီးတော့ဖမ်းဆီးလာခဲ့ပါတယ်အဲ့ဒီနောက်လုံဖော်ကျေးရွာအလွန်တနေရာမှာနမ်မနွယ်ရွာ ီပြစောတိကောင်းတော်တဲဦးကိုထပ်မံတွေ့ရှိတာကြောင့်ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့လည်းသိရပါတယ်ခင်ဗျာအဲ့ဒီနေ့မှာပဲဒီမွန်းလဲ၁၂နှစ်လောက်မှလန်ကူလက်တနေရာအရောက်မှနေလက်သာစားနေတဲ့အချိန်အဲ့ဒီပြစောတိတဲဦးဟာအသင့်ပါလာတဲ့ပစ္စတိုနဲ့ပြက်ခတ်ခုခံလို့၃ဦးထွက်ပြေးခဲ့တာကြောင့်တော်လိုင်းတပ်ဖွဲ့တွေကလိုက်လံပြက်ခတ်တဲ့အချိန်မှာ၃ဦးလုံးတေဆုံးသွားတာလို့လည်းသိရပါတယ်ခင်ဗျာ အဲ့ဒီလိုပြစ်ခတ်တိုက်ခိုက်တဲ့အချိန်မှာပြူစောတိတူပြစ်ခတ်တဲ့ကြည်တန်ဟာတွန်လိုင်းရဲဘော်တူရဲ့ညာဘက်ပောင်ကိုကြီရှက်ထိမှန်ခဲ့ပြီးတော့သူတို့သုံးဦးစီကစကားပြောဆက်လေးလုံးဖုံးလေးလုံးကိုလုံးကြီခောက်ချိုးအရှိတလက်အဲ့ဒီကြီ၃တောင်းဒီပစ္စလူတလက်၎င်းကြည်ငါးတောင်ပြည်သူစစ်စီစီကပ်ပြားနဲ့ဟိုင်းလဗီကိုကားကိုတင်စီရမိခဲ့တယ်လို့သိရပါတယ်ခင်ဗျအဲ့ဒီမှာဒီနောက် အခုလိုဖြစ်စဉ်တွေထပ်ပြီးမဖြစ်စေဖို့ကော်တောင်မြို့နယ်အတွင်းမှာရှိတဲ့ရက်ကြီးအုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ပြူတွေဟာတွန်လိုင်းအင်အားစုတွေကခေါ်ယူပြောဆိုဖို့ကောင်းမွန်စွာပြန်လည်ဆက်ဆံကြပြီးပြည်သူနဲ့တူပူးပေါင်းပါဝင်ရပ်တည်သွားကြဖို့တိုက်တွန်းတယ်လို့လည်းဆိုထားပါတယ်ခင်ဗျာဒီပြည်သူဘက်ကမရက်တဲ့ဘဲအဖွဲ့မစိုးဘသူမစိုးတယောက်ကိုဖြစ်စေဒီစစ်ကော်မရှင်နဲ့ပေါင်းပါမှန်သည်မြကိုကော်တောင်းခိုင်တွန်လိုင်းအင်အားစုတွေကဒီလုံထုံးလုံနီးနဲ့အညီဆက်လက်ရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ။တရင်နဲ့ပညာရေးတာဝန်ခံရဲဘော်ကြာကြီးက ထပ်ပြီးပြောဆိုတတိပေးထားပါရခင်ဗျာ။နောက်သကိုင်းတိုင်းဒဇယ်အရှိချမ်းမှာတိုက်ပွဲတွေဖြစ်နေတယ်လို့ဆိုပါရက်။ဒီသကိုင်းတိုင်းဒဇယ်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်တွေတိုက်ပွဲဖြစ်နေတယ်လို့ဒေသခံတရင်ရီမီတချို့ကပြောပါရက်။ဒီကနေ့အော်တိုဘားလ20ရက်မနေ့ပိုင်းမှာဒဇယ်မြို့အရှိတ်ဘက်ချမ်းစစ်ကောင်စီတပ်ကစီးရေလှုပ်ရှားနေတာကြောင့်တိုက်ပွဲဖြစ်တာလို့ဆိုပါရခင်ဗျာ မနက်ကတဆယ်အရှိပိုင်းမှာတိုက်ပွဲဖြစ်တယ်လို့တဆယ်ဒေသခံရင်းမြစ်တူကပြောပါတယ်ဒီစစ်ကောင်စီတပ်နဲ့မြို့အရှိပဲချမ်းမှာတိုက်ပွဲဖြစ်နေတယ်ဆိုတာကိုတဆယ် PDF တာဝန်ရှိသူကလည်းအတည်ပြုပြောဆိုပါတယ်ခင်ဗျာဒါပြင်တဆယ်မြို့နယ်ရဲ့အနောက်ချမ်းဂရုမကျေးရွာနီးမှာစပိုင်ဘောလုံးလို့ယူဆတဲ့အရာ တွေ့မြင်ခဲ့ရလို့ဒေသခံတချို့ကပြောပါတယ် မနေ့စနေလောက်မှာတွေ့တာမိဘုံပြန်ဆိုရင်မြောက်လေတိုက်နေတာမို့တောင်ကနေမြောက်မလာဘူးလက်ထီးလက်မဘက်ကနေလာတာလို့တသမြုပ်ကန်တူကပြောပါတယ်ဒါပေမဲ့အဲ့ဒီအချက်လက်နဲ့ပတ်သက်လို့တိကျအတိမပြုတ်နိုင်သေးဘူးလို့သိရပါတယ်ခင်ဗျာဒီစစ်ကောင်စီတပ်ကကမ်ဘလူမြို့နယ်ကနေတစဲအရှိချမ်းအတော့တဲကုန်းကြီးရွာတွေဘက်ကိုစစ်ရဲလှုပ်ရှားတာတွေလုပ်နေတယ်လို့ဒေသခံတွေကပြောကြပါတယ်ဒီအတော့မှာပြီးခဲ့တဲ့တစ်ပတ်ကစလို့အင်အားဖြည့်နေတာပေါ့ အရင်ရှိပြီးသားအင်အားနဲ့ဆို250လောက်ရှိတဲ့တစ်စဲရေဥဘက်ကိုဆက်ထိုးမယ်လို့ပဲယူဆရတယ်လို့ဒေသခံဆွေရေးတရင်ရင်မြစ်ကလည်းပြောပြပါဗါးဒီအောက်တိုဘာတရက်ကတစဲရေဦးလမ်းပိုက်စုံမူရေထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းအထိနာပြီးတော့ပြန်ဆုတ်သွားရတယ်လို့သိရပါဗျ။အဲ့ဒီစစ်ကောင်စီတပ်စစ်ကြောင်းမှာခမရ36တက်နဲ့ပြူစောတိအင်အား200ဝန်းကျင်ပါတယ်လို့လည်းပေါ်ဦးစစ်ကြောင်းကနေပြီးတော့အတည်ပြုထားပါဗျခင်ဗျာ။ နောက်ရှမ်းတောင်ဘက်ကစီအခြေအနေတခုကိုဆက်ပြီးတင်ပြပါမယ်။ရှမ်းကရင်နီနယ်စပ်ပင်လုံးဖက်ကိုဘက်ကိုထိုးသိမ်းဆင်လာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကြောင့်ဒီကျေးရွာပေါင်း9ရွာကလူဦးရေ4000ကျော်ထွက်ပြေးတိမ်းရှောင်နေရပြီးတော့အရေးပေါ်ဆန္ဒရေးခါတွေလည်းလိုအပ်နေပါတယ်ခင်ဗျာ။ဒီပင်လုံးဖယ်ကုံဘက်ကိုအောက်တိုဘာ10ရက်ကတည်းကစစ်ကောင်စီတပ်နဲ့ပအုပ်ပြည်သူစစ်ပူပေါင်းတပ်တွေကစစ်ကြောင်းထိုးနေပြီးတော့စစ်ကြောင်းနဲ့အနီးဆုံးရွာတွေဖြစ်တဲ့ဘောရန်ရွာ တောင်စလုံးမြောင်စလုံးကြေးရွာနဲ့ရေအေးကုန်းရွာအပါဝင်ကိုးရွာကမီးရှို့ဖျက်ဆီးခံရတာပါမီးရှို့ဖျက်ဆီးခံရတဲ့ရွာတွေကဒေသခံတွေကလက်ရှိနီးစပ်ရာတောတွေထဲမှာစစ်ဆောင်နေကြပြီးတော့အရေးပေါ်ဆန္ဒရိတ်ခံတဲ့အမိုးကာတွေလည်းလိုအပ်နေတာပဲဖြစ်ပါတယ်ဒီကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့စည်ရင်အရဆိုရင်အောက်တိုဘာလ19ရက်နေ့အထိကြေးရွာ900က ဒီလူကြီး၄000ကျော်ကိုအရက်ဖက်အဖွဲ့အစည်းကစားရေးသမားတွေကသွားကယ်ထုတ်ထားပြီးပြီလို့ AIC ရဲ့တွင်ရေးမှူးနှစ်ကိုပညာက ပြောပါတယ်ခင်ဗျာဒီပြီးခဲ့တဲ့စက်တင်ဘာလမှာလည်းစစ်ကောင်စီတပ်နဲ့ဗဟုပိတုစစ်ပူးပေါင်းတပ်တွေဟာဒီပင်လောင်းဖယ်ခုံနယ်စပ်ကိုစစ်ကြောင်းထိုးလို့ဒေသခံ၄000ကျော်ထွက်ပြေးခဲ့ရပြီးအခုဒီလမှာလည်းနောက်ထပ်အဲ့ဒီဒေသခံ၄000ကျော်ထပ်ပြီးထွက်ပြေးနေရတာဖြစ်ပါတယ် ဒီထွက်ပြေးလာတဲ့ဒေသခံတွေရဲ့ပြောပြချက်အရဆိုရင်တော့အောက်တိုဘာ10ရက်မှာမြောက်စလုံးရွာကိုစစ်ကြောင်းကမီးဝင်ရှို့တာဖြစ်ပြီးတော့အောက်တိုဘာ13ရက်မှာတော့တိုက်ပွဲဖြစ်နေတာမဟုတ်ဘဲနဲ့ဘောရန်ကျေးရွာနှစ်ရွာကိုအင်အား90လောက်နဲ့မီးဝင်ရှို့တဲ့အတွက်ဘောရန်ရွာကန်တွေဟာနှစ်ရနာရီနီးပါးလမ်းလျှောက်ထွက်ပြေးခဲ့ရတယ်လို့လည်းဆိုပါတယ်ခင်ဗျာလက်ရှိမှာတော့ထွက်ပြေးလာတဲ့စစ်ရှောင်တွေအတွက်အင်တာနက်မိုးကပစ္စည်းတွေလိုအပ်ချက်တွေမြင့်တက်နေတာဖြစ်ပါတယ် ကယ်ဆယ်ရေးသမားတွေနဲ့ရပ်ဖက်ဖွဲ့စည်းတွေကရေးပေါ်ဆန္ဒရိက္ခာအတွက်လည်းအကူအညီတောင်းခံထားသလိုမပြေးနိုင်မဲ့ကြံနေတဲ့ဆစ်ဆောင်လူနာတွေအတွက်လည်းစေဝါလိုအပ်ချက်တွေရှိနေပါတယ်ခင်ဗျာအနောက်ပိုင်းကလေးကန်ကွန်လန်တျှောက်မှာစစ်တပ်ကစစ်ကြောင်းဆက်လက်ထုံးနေပြီးတော့ဒီရွာတရွာကိုလည်းသူတို့သိမ်းပိုက်သွားတယ်လို့ဆိုပါတယ် ။စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းကလေးကံကောကာလမဘော်မှာရှိတဲ့ချင်းကဝေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မှန်တော်ကျေးရွာကိုစစ်ကောင်စီဘက်ကလက်နက်ကြီးလွင်အားဒရုန်းအမြောက်များသုံးပြီးတော့အောက်တိုဘာ၁၈ရက်နေ့ညမှာပြန်ထိန်းချုပ်သွားကကလေးကံကောလမ်းမတလျှောက်ဆက်လက်ထိုးစစ်ဆင်နေတယ်လို့လည်းစည်ရေးသတင်းရင်းမြစ်တွေကနေပြီးတော့သိရပါဗျ။စည်ရေးသတင်းရင်းမြစ်တအူပြောတာကတော့ အဓိကတော့အင်အားမမြတ်တရာရောဤပညာအတတ်ချက်တွေကြောင့်ပါသွားတာပါလက်နက်ကြီးလွင်အားဒုံးတွေအမြောင်များတုံးပြီးတော့တိုက်သွားတာစစ်ကောင်မရှင်ဘက်ကအဲ့ဒါကြောင့်ပါသွားတာအခုကဘာနီဒရာနာမှာဒီဘက်တော့မကူသေးဘူးခုထိတိုက်ပွဲတွေလည်းငင်းနေတဲ့ထပ်မတိုးလာသေးဘူးသူတို့ဘက်ကတိုးလာရင်တော့ဟိုဘက်ကန်ဒီဘက်ကန်ပြစ်ကြမှာပေါ်လို့ပြောပြပါရယ်ခင်ဗျာနောက်မြောင်နယ်ကတရင်တစ်ခုကိုဆက်ပြီးတင်ပြကြပါမယ် ဒီအောက်တိုဘာ16ရက်နေ့သကိုင်းတိုင်းမြောင်မြို့နယ်ကြောက်ရစ်ရဲစခန်းကိုအင်အားဖြည့်ဖို့လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကလမ်းပိုင်းတနေရာမှာကြားပြတိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးတာတွေရှိပေမဲ့လည်းအရေးအတွက်ကိုအတည်ပြုနိုင်တာမရှိသေးပဲတော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျာ အဲ့ဒီအကျံဖက်စစ်ကြောင်းအကြောင်းလက်ရှိအချိန်မှာကြောက်ရရဲစခန်းအနီးမှာရှိတဲ့ကြေးရွာ၄ရွာကျော်ကထောင်နဲ့ချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ခင်ဗျာစစ်ခွေးတွေကတင်မောနဲ့လာပြီးတော့စင်ပြူရှင်တရာအောက်ဘက်ကနေမြေပြင်ကိုစစ်ကြောင်းထိုးလာတာသူတို့စစ်ခွေးအထိုင်ရှိတဲ့ကြောက်ရရဲစခန်းကိုထိုးတာအင်အားဖြည့်တင်းဖို့အတွက်လာတာလို့တော့သိရတယ်စစ်ခွေးအင်အားက100လောက်ရှိတယ်ကျွန်တော်တို့ကြောက်ရရဲစခန်းမရောက်ခင်လမ်းပိုင်းတနေရာမှာကြားပြတ်တိုက်တာ ထိခိုက်သေးဆုံးမှုကတော့ရှိပါတယ်အရေးအတွက်ကိုတော့ကျွန်တော်တို့အတိမပြုတ်နိုင်သေးဘူးလို့မုံရွာခရိုင်တပ်ရင်း15ရဲ့စစ်ကြောမှုကိုတော့ကပြောဆိုတာပါအဲ့ဒီတိုက်ခိုက်မှုကို6ဦးမြို့နယ်တော်လိုင်းတက်6ဦးရဘော်လူရှင်းအာမီနေကန်တရင်တွေနဲ့ဒေသခံတော်လိုင်းတက်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်ခင်ဗျာ။နောက်ကချင်ပြည်နယ်ဖားကန်မြို့နေရာနှစ်နေရာမှာလည်းတနက်တန်နေထွက်နေတယ်လို့ဆိုပါတယ်။ ဖက်ကမှာစစ်ကောင်စီတပ်စစ်ကြောင်းတချို့ထွက်ခွာသွားပြီမလဲဒီစစ်တပ်တပ်ဆွဲထားတဲ့နေရာတချို့မှာနှစ်ဖက်တပ်တွေအကြအပြန်အလှန်ပစ်ခတ်တာတွေဆက်ဖြစ်နေသေးတယ်လို့သိရပါတယ်ခင်ဗျာဖက်ကစိုက်တောင်နဲ့ဒီယူမာကျေးရွာလမ်းမကြီးပေါ်ကအဗာဝင်းမျောချံမှာစစ်တပ်ထားတဲ့စစ်တပ်နဲ့မရှိကထောင်တရုတ်ဘုံကျောင်းရခိုင်ကုန်းပေါ်မှာတပ်ဆွဲထားတဲ့တဒါနဲ့ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေစီးရဲလှူရှားတာကြောင့်တိုက်ပွဲရှိနေတယ်လို့ဖက်ကန် ဒေသကမြူသားတူကကင်ဂျီသတင်းဌာနကို ပြောဆိုထားတာပါခင်ဗျာဖကန့်ဒေတာထဲမှာပြီးခဲ့တဲ့မေလကရက်ကနေဝင်ရောက်နေရာယူထားတဲ့စစ်ကောင်စီတပ်အင်အား200ဝန်းကျင်တော့ဟာအခုရပိုင်းတွင်ဖကန့်ကားမိုင်းနန်ယာဘက်ကိုထွက်ခွာသွားပြီးတဲ့နောက် ပြစ်ခတ်တန်တွေယာယီငြိမ်သက်သွားပြီးတဲ့နောက်ဒီကနေ့မှပြန်ပြီးတော့ကြားနေရတာဖြစ်ပါတယ်ခင်ဗျာအော်ဒူဘလာ20ရက်ညပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်